အားလုံးမင်္ဂလာပါ UK Matchday Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု Inter Miami ကဒါ Club World Cup မှာဒါဘယ်လိုပြောမလဲရှုံးထွက်အဆင့်ကိုရှုံးပွဲမရှိဘဲနဲ့တက်ရောက်ခဲ့တယ်ဆိုတော့အခု Pamies ကိုတစ်ဖက်နှစ်ကိုစီတည်ကြတယ်ဥဆောင်ကို2ကိုထိတွင်းတယ်တွင်းထားခဲ့ပြီး Luis Suarez ရဲ့ quality ကို သူကိုယ်တိုင်ဖန်တီးပေးတဲ့ Arandy ရဲ့ပထမဥဆောင်ကိုနဲ့ Brazil ARG Pamies ကိုသူတို့ တေကျသွားတယ်တကူပြက်ဥဆောင်ခဲ့ပြီးမိနစ်80ကျော်မှ90ဆက်ပေးခဲ့ရလို့ Inter Miami တေကျသွားခဲ့ပေမဲ့ဒါပေမဲ့ဒီအသင်းကတော့အခုဒီကလက်ရှိမှာ နောက်ဆင့်ကိုတက်ခဲ့တာပေါ့လေဆိုတော့ Brazil Premier's ကိုတည်ကြတဲ့အတွက် Inter Miami ကဒါသူတို့အစောပိုင်းတုန်းက prediction ပေါ့လေဒါပြိုင်ပွဲမစခင်တော့ Inter Miami ဒီဆင့်ရောက်ရင်အကုန်လုံးဂျင်းတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒါ Leo Messi ရဲ့ Inter Miami အုပ်စုတွင်းမှာဂိုးပြတ်မရှုံးဘူးဘာကြောင့်လဲဆိုတော့ Major League မှာသူတို့အသင်းပြသတဲ့ခြေစွမ်းနဲ့ struggle ဖြစ်နေတဲ့အခြေအနေကိုကြည့်ပြီးတော့ Inter Miami survive ဖြစ်နိုင်ပါမလားလို့မျှော်လင့်ထားတာ ဒီကလပ်သင်းက2018ခုနှစ်မှာစပြီးတည်ထောင်ထားတယ်။ကလပ်ရဲ့အသက်သက်တမ်းက9နှစ်ပဲရှိသေးတယ်။9နှစ်ပဲရှိတဲ့အသင်းလေးကဒါ Inter Miami တမိုင်းတခြားမှာသူတို့ဘောလုံးပွဲအကြိမ်တက်တဲ့ League Cup ပြိုင်ပွဲမှာ Champion ဖြစ်တဲ့ US Open Cup Final မှာသူတို့ရှုံးတယ်။ဒါပေမဲ့ Supporter ရှိလို့ခေါ်တဲ့အမှတ်ပေး Champion ဆုကို Major League တမိုင်းတခြား Record Breaking အမှတ်နဲ့သူတို့ Champion ဖြစ်ထားတယ်။ဆိုတော့ဖလားနှလုံးကရပြီ။ကွန်ကာကပ်ပြိုင်ပွဲအဆင့်ကိုသူတို့ Semi Final တော့တက်ရောက်ခဲ့ဘူးတာ။ ဆိုတော့ဒီစင်းကတဖြည်းဖြည်း improve ဖြစ်ရင်ပေါ်တိုလိုဥရောပထိပ်တန်းကလပ်ကိုနိုင်တယ်အခု Palmeiras လို့ Brazil ထိပ်တန်းကလပ်ကိုတည်ကြတယ်ပြီးဒီဘွဲက Brazil နဲ့ Palmeiras နဲ့ဘွဲက Inter Miami အသင်းက run out gas ဖြစ်သွားတာဒါသူတို့ high intensity high pressing high pressure ကိုသူတို့ live match လုပ်နိုင်တယ်ဒါပေမဲ့80ကျော်မှာနှစ်ကိုးပြတ်နိုင်တာလည်းအဓိကပါတယ်တကယ်လို့နှစ်ကိုးပြတ်မနိုင်မဲ့တကိုးတည်းဆိုရင်သူတို့ရဲ့ concentration ကအပြေအဝရှိနိုင်ပေမဲ့ အဲ့နှစ်ခုဆိုတဲ့အချက်ကလည်းသူတို့ကိုသူတို့နည်းနည်းတော့ concentration loss ဖြစ်သွားတဲ့ပုံစံ Pamiris က minute 80ကနေစပြီးနောက်ကျကိုနှစ်ခုသွင်းပြီးတော့တည်ကြတယ်ဒါပေမဲ့ the most important thing က Inter Miami နောက်ဆင့်တက်တယ်နောက်ဆင့်မှာ European Champion Paris Saint-Germain နဲ့တွေ့မယ် Luis Enrique ကသူ့ရဲ့တပည့်ဟောင်းနေဖြစ်တဲ့ Luis Suarez, Jordi Alba, Sergio Busquets နဲ့ Leo Messi ဘာစီလိုနာအခုနောက်ဆုံးရထားတဲ့ချန်ပီယံလိဂ်ကိုရယူပေးတဲ့ပဲ့ကန်ရှင်ရဲ့ကစားမဟောင်းနေပြန်တွေ့မယ် တခါလီယိုမက်ဆီကလည်းသူ့ရဲ့အသင်းဟောင်းပါရီစိန်ဂျမိန်နဲ့တွေ့မယ်ပါရီစိန်ဂျမိန်အသင်းနဲ့တွေ့တဲ့အခါမှာသူ့ရဲ့အသင်းပေါ်တွေကမာကင်ညိုရှိမယ်ကိုဒမာဒါဘယ်လိုပြောမလဲချန်လူဂျီဒူနာရူမာရှိမယ်နူနိုမန်ဒက်ရှိမယ်ဟာကီမီရှိမယ်ကွင်းလယ်ကဗဒင်းညာတို့ဖာဘီယန်လူးအီစ်တို့လိုကစားသမားတွေတော်တော်များများနောက်ဥစမန်နဲ့ဒမ်ဘေးလီဘာဆိုနာအသင်းပေါ်သူဆိုရင်ဖာရက်ဆိုနဲ့လည်းတွေ့ရဖြစ်တဲ့ဘာဆိုနာအသင်းပေါ်နဲ့လည်းရှိတယ်ဆိုတော့မိတ်မိတ်ဆွေဟောင်းနေပြန်တွေ့မယ်ဒါပေမဲ့ ပါရစိတ်ဂျမိန်းနဲ့တွေ့တဲ့အတွက်ကြောင့်တေချာတဲ့မက်ဆီရဲ့အသင်းကတေချာပေါက်ကိုပြတ်ရှုံးမယ်။ဘာဖြစ်ဖြစ်ဗျာဗိုတာဖိုကိုတွေ့ပြီးရှုံးပြီးတော့ထွက်သွားတာတဲ့ဆာရင် European Champion ပြီးခဲ့တဲ့ကချန်ပီယံအကောင်းဆုံးအသင်းလက်ရှိ Club World Cup မှာလည်းအကောင်းဆုံးအသင်းပေါ့လေ။ပြိုင်ပွဲတက်တန်းမှာ9နှစ်ပဲရှိသေးတဲ့ဒီအသင်းလေးကဘာပဲဖြစ်ဖြစ် BSC လို့အသင်းမျိုးနဲ့ဒါလာမယ့်29ရက်နေ့ Atlanta United ရဲ့ မစီဒီဘန်စတေဒီယံမှာတွေ့မယ်ဘာပဲဖြစ်ဖြစ်တော့ဒါဘယ်လိုပြောမလဲလီယိုမက်ဆီနဲ့ PSG တကြောပြန်တွေ့မယ်ကရီးယားဘွားမှာမက်ဆီကပီရစ်စင်ဂျာမင်ကသူ့ဘွားအတွက် enjoy ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ pray that point of view အကြည့်အာဂျင်တီးနားနဲ့မက်ဆီပေးတဲ့အတွက် Paris ကသူ့အိမ်မက်တွေကိုအကုန်ဖြည့်ဆည်းပေးလိုက်တာခုနှစ်ကြိမ်မြောက်ဘာလွန်ဒေါ၈ကြိမ်မြောက်ဘာလွန်ဒေါဆုကိုလည်းရယူပေးတယ်နောက်တစ်ချိန်တည်းမှာပဲသူလိုချင်ဆုံးဖြစ်တဲ့ FIFA World Cup ပြိုင်ပွဲကိုလည်းရယူပြီးတယ်။အဲ BHC ကိုရောက်ပြီးတဲ့အချိန်မှာ Leo Messi က ဒါဒီကိုပါဒီဘယ်လိုပြောမလဲဖီနာလီမစီယာဒါတိုက်ကြီးလိုက်ဖလားရဲ့ပြီးတော့မှတစ်ဖက်ကဝေါကတ်ရတယ်ဘာဖြစ်ဖြစ် BHC ကသူ့အတွက်တော့လေဝင်းစင်အသင်းအတွက်အောင်မြင်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသင်းပေါ်မိတ်ဆိုတော့ question က Inter Miami ကို BHC ဘယ်နှခုသွင်းမလဲ Paris Saint Germain နဲ့ပွဲမှာ Inter Miami ဘယ်နှခုသွင်းကြောင်ကျွန်တော်ကတော့၄လုံးလောက် target ထားတယ်ပြည့်ရှိတကယ်မကန်ဘူးထိုင်ရရမှာဆိုရင်တော့ ၃လုံးလောက်နဲ့ပြီးမှတကယ်ကပဲဆိုရင်၄၅လုံးတော့ပြတ်သွားနိုင်တယ်။ဘာဖြစ်ဖြစ်ဒီသင်းတလောက်ထိလုတ်ပြနိုင်တာကိုကျင့်တတ်ဆရာပါအားလုံးကျေးဇူးတင်ပါတယ်။ VSC ပွဲ VSC ဘလို့သွေးမလဲဘလောက်ကိုပြတ်မလဲအားလုံးကျေးဇူးတင်ပါတယ်။